တရုတ်အကူအညီနဲ့စစ်ကောင်စီပြန်ရထားတဲ့လားရှုမှာအုတ်ချုပ်ရေးလေပတ်နိုင်မှုသာကြိုးပမ်းနေပြီးတော့လုံခြုံရေးစီမံနေမရှိတာကြောင့်လက်နက်ကင်လူရဲမှုတွေမကြာခဏဖြစ်လာပြီးဒေသခံတွေကြားစိုးရိမ်မှုတွေတိုးလာနေပါတယ်။ပြီးခဲ့တဲ့မေလ18ရက်နေ့နေ့လည်းကလားရှုမြို့အမှတ်9ရပ်ကွက်ကဖုံးဆိုင်ဒီဇိုင်းကိုလက်နက်ကင်လူတစုကဓားများတိုက်ခဲ့ပြီးဖုံးလုံး90ကျော်နဲ့ရွှေငါးကြက်သားနီးပါးယူဆောင်သွားခဲ့တယ်လို့မေလ17ရက်နေ့ကလည်းစစ်ကောင်စီရဲ့ပြည်내ရဲတပ်ဖွဲ့ယုံရှေ့ဘက်ကအိမ်တလုံးကိုတနက်ကင်ထားတဲ့လူတစုကဓားများတိုက်ခဲ့ခါ ရွှေငွေတွေနဲ့အိမ်စည်းကားတစ်စီးကိုယူဆောင်သွားခဲ့တယ်လို့လာရှုံမျိုးကန်ဒီကပြောကြပါဗျ။ဓမြအုပ်စုဟာ Toyota Crown မျိုးစားအိမ်စည်းကားဖြူရန်ကိုအဓိကအသုံးပြုလေးရှိပြီးတော့ Pistol တနက်တွေကိုကင်ထားကြတယ်လို့မြို့ကန်ဒီရဲ့အဆိုအရတိရကသူတို့တွေထဲမှာတေယုစကားပြောတဲ့သူတွေပါတယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံကရတဲ့စီးရင်နေရ2025ဧပြီလ23ရက်နေ့ကနေမေလ22ရက်နေ့အထိလာရှုမြို့ပေါ်ကထင်ကရနေရာတွေမှာဓမြတိုက်မှုနဲ့လူရဲမှုအနည်းဆုံး၈ကြိမ်အထိဖြစ်ခဲ့ပါတယ်။ ဓမြတိုက်မှုတွေပိုဆိုးလာတာကြောင့်ညာဘက်မှာစိတ်ချလက်ချအိတ်လို့မရနိုင်ကြောင်းအသက်50ရွယ်လမ်းရှုံးမြုပ်ကန်မျိုးသားတို့ကဆိုပါတယ်ပေါင်းချမ်းတလားမင်းနဲ့ကိုလီတော်မညအိတ်ထုံးမပြားရဲဘူးကြောက်တယ်ဗျတိုက်တဲ့သမ ्या လေးကလည်းအများအားဖြင့်ကတနတ်လေးကြီးနေဗျကြောက်လေကြီးပဲ 哎，别人第要听带个唔好个，往树来拿拿滴，东腰里、西要里、南要里一路瞄里是咯，鼓励来走你一下呗。树头哦，你来一路你野系，你看来无嘛少片你个，冇特别特别拿树嘛，几乎一路片。青蛙滴你，里，看野山带干嘛的，乜得野山带干嘛的，你嚟藏龙的那一带块里是不？新蛙滴个。哎，老之前阿青啊，把龙朝木死了就能丢了。 ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာစစ်ကောင်စီတပ်တွေလာရှို့ကိုပြန်ဝင်လာပြီးတဲ့နောက်နောက်ထပ်ညနေကစပြီးတော့ဓမြတိုက်မှုတွေဆက်တိုက်ဖြစ်လာတယ်လို့လည်းမြို့ကန်တွေကဆိုပါတယ်။လာရှို့မြို့ကိုပြန်လွှဲယူခဲ့တဲ့စစ်ကောင်စီအနေနဲ့မြို့ရင်းဌာနဆိုင်ရာယုံစေယုံကြောင်းစတဲ့အုပ်ချုပ်ရေးရန်တွေလည်းပတ်နိုင်အောင်အာရုံစိုက်နေပြီးမြို့ရင်းလုံခြုံရေးအာရုံစိုက်မှုနေပါကြောင်းစစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့နှိစက်သူတချို့ကလည်းပြောပါဗျ။ဓမြတိုက်မှုဖြစ်စဉ်နေတဲ့ပတ်သက်ပြီးစစ်ကောင်စီအုပ်ချုပ်ရေးပိုင်းကခေါ်ယူတဲ့အစည်းအဝေးတွေမှာမြို့ကန်တွေကတင်ပြထားတယ်လို့လည်း အစည်းအဝေးတက်ခဲ့တဲ့မြို့ကန်တယောက်ကပြောပြပါဗျ။မြို့ခြေဆိုင်တက်တွေ yes ခန်းဒီမှာစစ်ကောင်စီလောက်ခန်းဒီကပျက်စီးနေတာတွေကိုပြန်ပြုတ်ပြီးနေထိုင်ကြရတယ်လဲတွေ့ရကြောင်းလာရှိုးမြို့ကန်မြို့သမီးတူကမြန်မာနောင်းကိုပြောပြီးတော့လူရဲမှုတွေအပြင်စစ်မှုထမ်းစုဆောင်းခံရမှာကိုပါဒေတာခန်းတွေစိုးရင်ကြောက်လန့်နေကြတယ်လို့သူမကဆက်ပြောပြပါဗျ။ကိုယ်ဆိုလူနိုင်တာတွေကတော့အခုနေတိုင်းကိုမှတရက်ကုန်ငါခါလာ ေါ့နော်ငါးချိန်လောက်ကြာရတယ်ပေါ့အဲဒီတရက်ကွက်ဒီတရက်ကွက်တရက်ကွက်ဘီတရက်ကွက်ပေါ့နော်အဲ့လိုမျိုးဆက်တိုက်သူပြင်တက်လာတယ်ဆိုလို့ရှိရင်ငါးချိန်ထပ်မနေဘူးပေါ့အဲ့လိုပြောလို့ရတယ်ဒီနောက်ရဲစခန်းတွေဘာရီမှာကြာအမနစ်ကတော့ ठी သူ့ရဲ့နောက်ဖက်ကထိထားတာများတယ်အတွင်းထဲကလည်းအဆုပ်ပြတ်တတ်ထားတယ်ဆိုတော့အဲ့ဒီအထဲမှာလည်းနေတာတွေတော့တွေ့တယ်ပြီးရင်ဒီရဲဂိတာတို့အမအရဲခရိုင်ယုံတို့ရဲခရိုင်ယုံတို့ပေါ့နော်အမဒီလေအယူနီဖောင်းဝတ်တည်နဲ့ တွေ့တွေ့ရပေါ့ကိုကန် MNDA တက်ကလမ်းရှုပ်ကိုမသိမ်းပိုက်ခင်2023နှစ်စံပိုင်းကနေ2024ဇူလိုင်လအထိမြို့ပေါ်မှာဓားများတိုက်ခံရတာမြို့ခံလုပ်ငန်းရှင်တွေပြန်ပြီးဆွဲခံရတာတွေခက်စစ်စစ်ဖြစ်ခဲ့ပါတယ်ပြည်မှုကျူးလွန်သူတွေထဲမှာစစ်ကောင်စီလက်အောက်ခံတရုတ်စကပြောပြည်သူစစ်တပ်ဖွဲ့ဝင်တွေပါဝင်ခဲ့ပြီးအဲ့ဒီသူတို့ချို့ကို MNDA ကဖမ်းဆီးခဲ့ကလားရှိုးနဲ့လောက်ကင်မျိုးတွေမှာလူများရှိမှတည်တံစီရင်ခဲ့ပါတယ် လာရှိုးချီနီနဲ့ပတ်သက်ပြီးဘလို့ဆက်လုပ်ကြမလဲဆိုတာကိုအခုရပိုင်းကုမင်းဆွေးနွေးပွဲပြီးမှသာသိနိုင်မယ်လို့လည်းလာရှိုးချီဆိုင် MNDA ထိပ်ပိုင်းခေါင်းဆောင်တူကပြောထားပါတယ်ခင်ဗျာ